င်ကာရင်းညကဖိလစ်ပိုင်နိုင်ငံအလေပိုင်းကစီဘူးပြည်နယ်မှာအင်အားပြည့်ငလင်လှုပ်ခတ်ခဲ့ပြီးတော့ဆေးရုံတရုံရဲ့အပြင်ဘက်မှာထိခိုက်ဒဏ်ရာရသူတွေကိုဆေးကုသပေးနေတာပါဆေးရုံထဲမှာလူနာရီနဲ့ပြည်နေပြီးတော့မနိုင်မနှင်းဖြစ်နေတယ်လို့အရေးပေါ်ကိစ္စရေးအရာရှိတွေကပြောပါတယ်အင်္ဂါဒါမီ There are many patients here အထက်မှာလူနာရီအများကြီးပါပဲကျွန်တော်တို့တကယ်ကိုမနိုင်မနှင်းပါပဲဒီသားစံတော်ချိန်ညစေနာရီမှာဖိလစ်ပိုင်အလေပိုင်းကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ဟာပြင်းအား6.6ရှိခဲ့ပြီးတော့ စေစုနှစ်တစ်ခုချို့အတွင်အပြင်းထန်ဆုံးငလင်တစ်ခုဖြစ်ပါရီဒိသခင်အာနာပိုင်တွေကအဆောင်အပြက်စည်းတွေအောက်မှာအသက်ရှင်နေသူတွေကိုအသေးအံရှာဖွေနေကြပါရီအပြိုတန်းရဲ့ကူးထားတဲ့ဗီဒီယိုမှာတော့ခရီးရန်ဖျားချောင်းတစ်ချောင်းကမီးဆိုင်တွေပြုတ်ကျလာပြီးတော့ဖျားချောင်းခေါင်းလုံးစင်ပြုတ်ကျသွားတာကိုရိုက်ကူးထားတာပါဒီငလင်ကြောင့်ဒိသခင်တွေဟာလမ်းမတွေပေါ်ကိုပြေးထွက်ခဲ့ကြရပြီးတော့တချို့ကတော့ယာယီခိုးလုံရင်းစုတောင်းနေခဲ့ကြပါရီငလင်ကြောင့်ထိခိုက်ပျက်စီးမှုကလည်းကြီးမားပါရီ ဒီဇီဝဲစင်တာမှာမန်ဂရေးစာတွေနဲ့ပြည်နေပြီးတော့အဆောက်အုံကြီးတွေအများအပြားလဲပြိုကျပျက်စီးခဲ့ပါတယ်။ဒေသခံအရေးပေါ်ကေဆေးရေးဝန်ထမ်းတွေကတီဆုံသူတွေကိုတဲထုံနေချိန်မှာမိသားစုဝင်တွေအချင်းချင်းနှစ်သိမ့်နေကြရှာပါတယ်။ငလင်လှုပ်ချိန်မှာညာဦးပိုင်းလူအများစု နေအိမ်တွေမှာအနားယူနေကြတဲ့အချိန်ဖြစ်တာကြောင့်တီဆုံသူဥယျာဉ်ဒီထက်မကတိုးလာနိုင်တယ်လို့အာနာပိုင်းတွေကပြောဆိုထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာမီးတောင်လှုပ်ရှားမှုများပြီးတော့ငလင်တွေမကြာခဏဖြစ်ပေါ်တဲ့ပစိဖိတ်မီးကွင်း Pacific Ring of Fire ထဲမှာတည်ရှိတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ငလင်ကြောင့်ဆူနာမီသတိပေးချက်ကိုလည်းထုတ်ပြန်ခဲ့ပြီးမယ်။နိုင်ပိုင်းအကြာမှာပဲပြန်ရုပ်သိမ်းခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲစီဘူးပြည်နယ်နဲ့တခြားပြည်နယ်တွေမှာလူဒါဇင်ပေါင်းများစွာတိုက်ဆုံခဲ့ရတဲ့ဘူအာလွိုင်းအပူပိုင်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပါသေးတယ်ခင်ဗျာ။